မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနမှကျူဆိုလိုက်ပါရရှင်ယခုအချိန်မှစပြီးမေလာရှိရနေ့မနက်ခင်းတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမအဆုံးတရင်အနေနဲ့တနင်္သာရီနေ့ကျွန်းစုအဆက်ရှိစစ်တဲရှေရန်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်တဲဘက်မှဗိုလ်မှူးမြင်ဝင်အပါဝင်လေးဦးသေဆုံးပြီးစစ်သားအလုံးစခန်းဆုံးခွာထွက်ပြေးဆိုတဲ့တရင်ပဲဖြစ်ပါရရှင် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်ရှိအကြံဘတ်စတိတ်ရှေးတန်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်မှဗိုလ်မှူးမြင်ဝင်အပါအဝင်၄ဦးသေဆုံးပြီးစစ်သားအလုံးစခန်းဆုံးကထွက်ပြေးသွားကြောင်းတနင်္သာရီမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ကထုတ်ပြန်ထားသည်မေလ6ရက်နေ့နနက်9:55မိနစ်ခန့်တွင်တနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်ရှိအကြံဘတ်စတိတ်၏ဝါရက်ပိန်တော်ပြင်ရှေးတန်းစခန်းကိုတော်လိုင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရင်းထီထိပ်တိုက်ပွဲသည်၂နာရီခွဲနီးပါးကြာမြင့်ခဲ့ပြီး ်သုံးငိန်စက်တိုင်အပြင်းထန်ပြစ်ခတ်မှုများဖြစ်ပွားနေခြင်းအကြမ်းဖက်စစ်တပ်မှလေရင်တစီစစ်ရဟရင်တစီဖြင့်9ကြိမ်ပုံကျဲတိုက်ခိုက်ခြင်းရဟရင်ပေါ်မှစစ်တနက်များဖြင့်အပြန်အလှန်ပြစ်ခတ်ခြင်းများပြုလုပ်ဆောင်ခဲ့ပြီးရှေးတက်စစ်တင်မပေါ်မှလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်အကြမ်းရင်များစွာပြစ်ခတ်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်မှအထင်နာ၍စစ်သားအလုံးရှေးတန်းစခန်းမှဆုံးခွာထွက်ပြေးသွားကြောင်းသိရှိရသည်ထိုတိတိတိုက်ပွဲတွင်ဂျမ်ဘတ်စစ်တပ်မှဘုံမှုမြင်ဝင်အပါဝင်စစ်ကောင်စီတပ်သားလေးသေဆုံးခဲ့ပြီး ကိုဦးမှလည်းဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်းသိရှိရသည်အဆိုပါတိုက်ပွဲကိုတနင်္လာနေ့မြို့နယ်ပကဖားဘိခိုင်တရင်နှင့်ကျွန်းစုပကဖားနှင့်တိုင်းပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ဆလဘိစစ်ကောင်းဆောင်နေစနေရုရှားရဲ့မြင်းဤအောင်မွေတရားမှုသည်ထွက်ပေါက်ရရန်အတွက်အတဏမန်ရေးကိုပုံမှုခိုင်မောင်းလှုပ်ချင်းတာဖြစ်စေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် အနာသိန်းဆက်ကောင်းဆောင်မှုကြောင့်မူကြီးမင်းအွန်လိုင်းနဲ့စနေဖြစ်သူဂျော်ဂျူဂျူလာတို့ရုရှားနိုင်ငံတွင်ပြည်လုံးမီရှင်မြင်းနေအောင်ပွဲသို့တက်ရောက်မှုသည်၎င်းတို့၏ထွက်ပေါက်ရာရန်တန်တမန်ရေးကိုပုံမှုခိုင်မောင်းလှုပ်ချင်းသာဖြစ်ကြောင်းမြမရေးဆောင်ကြေသူများကသုံးသပ်သည်ရုရှားနိုင်ငံမော်စကိုမြို့၌ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု80ပြည့်ဆယ်အောင်ပွဲရှင်မြင်းနေအောင်ပွဲအခမ်းအနားကိုလာမည့်မေလ9ရက်တွင်ပြည်လုံးရန်စီစဉ်ထားပြီးနိုင်ငံတကာကောင်းဆောင်များနေသူဆက်ကောင်းဆောင်လင်မယားနှုတ်ဦးလည်းတက်ရောက်ရန် ရှမန်နေမေလ9ရက်နေ့တွင်ထွက်ခွာသွားကြောင်းသိရှိရသည်စစ်ကောင်းဆောင်တို့လင်များနှင့်ရှင်မြင်းနေအောင်ပွဲသွားရောက်မှုသည်ရခင်ခီးစဉ်အဆက်ဖြစ်ပြီးထိုစဉ်ကလေးကဖိတ်ကြားခဲ့ခြင်းဖြစ်သလိုမြန်မာနိုင်ငံကလည်းဂုံပြူချီတက်ရန်အတွက်စစ်ကောင်စီတပ်ဖွဲ့များဆစ်လွတ်ထားကြောင်းမြန်မာနှင့်နိုင်ငံတကာအရေးလေးလာဆောင်ကျေးသူတို့ကဆိုသည် ရှိပြီးသားတန်တမန်ရေးကိုပို့လို့ခိုင်မအောင်လုပ်တာမျိုးပါသူမိမကိုဖိတ်တာကလည်းတန်တမန်လူရိုးလှုပ်ဆင်လို့ယူဆပါတယ်အနှွေးမျိုးကိစ္စဆက်လုံးမယ်လို့ကြေညာထားတယ်တဝဲရေးနဲ့စိတ်ကန်ထိုးစစ်တွေလုံနေတာတိတိတသာတွေ့ရတယ်ဟုတ်၎င်းက ARD time ကိုပြောတယ်စစ်ကောင်စီကမှရုရှားနိုင်ငံဖိတ်ကြားချက်အရချစ်ကြည်ရေးခီတွားရောက်ခြင်းဖြစ်ပြီးအခမ်းအနားသို့တက်ရောက်လာတဲ့နိုင်ငံကောင်းဆောင်များနဲ့လည်းစစ်ကောင်ဆောင်တို့တရားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၎င်းတို့ဝါရဖြန့်သတင်းစာရုပ်သံများမှတစင်ထုတ်ပြန်ထားတယ် ထို့အပြင်ခရီးစဉ်တွင်စီးပွားရေးလုံခြုံရေးဆိုင်ရာများနှင့်ကဏ္ဍပေါင်းစုံနှင့်မဟာပြူဟာမြောက်ပို့ပေါင်းဆောင်ရွက်မှုများဆိုင်ရာပို့မှုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သလိုစစ်ကောင်ဆောင်ရင်စနေကိုလည်းရုရှားနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌကဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်စစ်ကောင်ဆောင်နှင့်ရုရှားသမ္မတပူတင်တို့သည်စစ်ရာဇဝတ်မှုများကျွလွန်ထားသောရာဇဝတ်သားများဖြစ်တဲ့အတွက်အချင်းချင်းပေါင်းသွင်း၍အပြန်အလှန်သွေးဆီညီညွတ်မှုပြားကထောက်ပံ့ကြလိမ့်မည်ဟုမြင်မိကြောင်း Sister to Sister ဦးဆောင်ကော်မတီဖွဲ့ဝင်မတ်တင်စာရှင်းလင်းရေးကဆို သည်အခုခီးစဉ်ဆိုလဲသူအမျိုးသမီးပါခေါ်သွားတယ်ပြောရမယ်ဆိုရင်သူ့နောက်ထပ်ပေါ့ပေါ့သူတကိုစားထပ်ပေါ့ဆိုရင်အနည်းဆုံးရုရှားလိုနေရာမျိုးမှာအေးစေးနေလို့ရအောင်ဒီချစ်ကြည်ရေးလုပ်ငန်းတွေကတော့စတိုက်လုံးနေလိမ့်မယ်ထင်တယ်ဟု၎င်းက ERI Time ကိုပြောသည်လက်ရှိတွင်ရုရှားနိုင်ငံကြီးကျော်မှုကြောင့်နှစ်နိုင်ငံအကြားဆက်ပြက်ပွားနေသောယူကရိန်းသမ္မတဇီလန်စကီကလည်းရှင်းပြနေအောင်မွေးတက်ရောက်ကြပြီးနိုင်ငံကကောင်းဆောင်များအဖွဲ့ကိုလုံခြုံရေးအမမခံဆောင်ပြောဆိုထားပြီး drone တိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိကြောင်းသိရသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့စစ်မှုရန်အင်အား9000ခန့်ရှိလာတော့လေမဆိုးရင်ရောက်တော်လည်အင်အားစုများစုဆိုတဲ့တဲ့မဲ့ဖြစ်ပါရခြင်းစစ်ကောင်စီကအရမစူဆောင်ခံခဲ့ရသည့်လူငယ်လူရွယ်များဖြင့်တင်နန်းပေးခဲ့သောမက်ဆင်တစ်ဆယ်စစ်မှုရန်တင်နန်းများဆင်းပြီးဖြစ်သည့်အတွက်စစ်မှုရန်အင်အား9000ခန့်ထိရှိလာနိုင်တော့လေမဆိုးရင်ကြောင်းတော်လည်အင်အားစုများကပြောသည် အဆိုပါမင်းစင်တင်တန်းကိုပြီးခဲ့သည့်မေလ9ရက်နေ့ကတိုင်းဆက်ဌာနချုပ်များလိုင်းနေမြေကန်တင်တန်းကြားများတွင်တင်တန်းစစ်ပွဲများပြုလုပ်ခဲ့ကြောင်းရှမန်နစ်မေလ9ရက်တွင် စစ်ကောင်စီကတရင်ထုတ်ပြန်သည်နှစ်လကျော်ကာလတွင်ပြည်သူစစ်မှုရန်တင်တန်းအမှတ်စဉ်30ကတင်တန်းသားများကိုကြံခိုင်ရေးစစ်ရေးပြစစ်နေပြဟာအစရှိသည့်ဘာသာရပ်များနှင့်အထွေထွေဘာသာရပ်များကိုတင် जा ပေးခဲ့ကြောင်းစစ်ကောင်စီထုတ်ပြန်ချက်အတွင်ဖော်ပြထားသည်ယခုက2025ခုနှစ်ဖေဖော်ဝါရီလလယ်ကစကန်သွင်းပြီးနောက်ပြီးခဲ့သည့်မေလ9ရက်နေ့တွင်အမှတ်စဉ်30 ည်းကိုထပ်မံတင်နှင်ဆင်ခဲ့ပြီးဖြစ်သည့်အတွက်စစ်ကောင်စီပြောထားချက်အရစစ်သား9000ခန့်ထိတင်နှင်ပေးပြီးခဲ့ပြီးဟုနားလည်ရသည်စိတ်တပိုင်းဆိုင်ရာစစ်ကောင်စီအတွက်တိုက်ခိုက်ပေးလို့စိတ်မရှိသူများသည့်အတွက်အင်အားတိုးလာမည်ဖြစ်တော့လေဆိုရင်ရမည်မဟုတ်ပဲအခွင့်သားလင်းစစ်ကောင်စီတပ်ကိုစွန့်ခွာကြမည်သူများသာများသောအများကားမှတ်ချက်ပေးသည်အင်အားများလာတာတော့မှန်နေရှေ့တန်းစစ်မြေနယ်ပြင်တွင်မှလည်းသူတို့ကိုပဲစစ်ကောင်စီကလွှတ်နေတာပဲတည်တဲ့သူတွေလည်းပါတယ်ကျွန်တော်တို့စီဘက်ပြောင်းနာတွေလည်းအများကြီးပဲသူတို့စစ်မြေနယ်ပြင်စီရောက်လာပေမဲ့စ စ်စခန်းတွေကကြာနေတာပဲလေဒီတော့စိုးရင်စရာမရှိပါဘူးမကွေးတိုင်းမြိုင်မြို့နယ်ခြေဆိုင် PDF တပ်ဖွဲ့ဝင်တူကပြောသည်အညာဒေတာကနောက်ထပ် PDF ရဲဘော်တူကလည်းညီကိုများအချင်းချင်းမတိုက်ခိုင်းလို့ပဲအခွင့်အာဏာနဲ့ဘက်ပြောင်းကိုလုံးချိုင်းတိုက်တွန်းပြောဆိုသည်စစ်ကောင်စီစံကျင်သူအမျိုးသမီးတူကလည်းပြောချင်တာကတော့အခွင့်အာဏာပြေးကြပါအခြေအနေအကြောင်းကြောင့်တင်းနှံတက်ရတာအပြစ်မဟုတ်ပါဘူးတမိုင်းတရခန်တော့အဖြစ်မခံကြပါနဲ့လို့တိုက်တွန်းချင်ပါတယ်ဟုပြောသည်အမတ်စင်ကိုစမူရန်တင်းနှံကိုပြီးခဲ့သည့်ဧပြီလဆန်းမိုင်းတွင် ်စက်ကောင်စီတင်နန်းကြောင်းများမှတဆင့်တင်နန်းဆင်းခဲ့ကြသည်ထို့ပြင်နောက်ဆုံးအမှတ်စဉ်ဖြင့်အမှတ်စဉ်12ကိုပြီးခဲ့သည့်ဧပြီလတတိယပတ်အတွင်းမှစတင်၍စခန်းသွင်းလေ့ကျင့်နေသည်အမှတ်စဉ်73အတွက်လေးစက်ကောင်စီထိန်းချုပ်ထားနိုင်သည့်ဒေသများတွင်စက်ကောင်စီလက်အောက်ခံများကအရမစူးစောင်းမှုများပြုလုပ်နေကြဆဲဖြစ်ကြောင်းသိရသည်စက်ကောင်စီဘက်ကပြီးခဲ့သည့်2024ခုနှစ်ဖေဖော်ဝါရီလ10ရက်က 2010ပြည်နှစ်ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုခဲ့ပြီးနောက်စစ်သားစုစားမှုများကိုမတ်လအတွင်းမှာစတင်ပြုလုပ်ခဲ့သည်ထို့နောက်ရှင်းနှစ်တွင်ဧပြီလအတွင်းပြမဆုံးတင်နှန်းကိုစကန်သွင်းခဲ့သည်စစ်ကောင်စီပြောခွင့်ရထားသူဗိုလ်ချုပ်စောမင်းထွန်းကစစ်မှုထမ်းတပတ်စဉ်လင်းစစ်သား9000တင်နှန်းပေးမည်ဟုပြောကြားထားသည် ဆလဘေးတောင်သာမြို့နယ်စည်ရကြီးရွာနှင့်ထမ်းမင်ခင်ရွာကိုစစ်တပ်ကစစ်တပ်လေးလေးဖြင့်ပုံချဲတိုက်ခိုက်မှုပြည်သူတို့ထိခိုက်ဒဏ်ရာရပြီးနေခုနှစ်လုံးပြက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းတောင်သာမြို့နယ်စည်ရကြီးရွာနှင့်ထမ်းမင်ခင်ရွာကိုအစံဖက်စစ်တပ်ကစစ်တပ်လေးလေးဖြင့်ပုံချဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရပြီးနေခုနှစ်လုံးပြက်စီးခဲ့ကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မေလ9ရက်နေ့နေ့အစောပိုင်း2:45မိနစ်ခန့်တွင်မိတ် ီလာလေတက်မှတက်လာသောစံပတ်စတိတ်ဆက်တက်လေဒီသုံးစီသည်ဆရက်ကြီးရွာနှင့်ထမ်းမင်ငန်ရွာကိုဘုံချဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အစံပတ်စတိတ်လေးချောင်းတိုက်ခိုက်မှုအတွင်းကြီးရွာနှင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိကနေခုနှစ်လုံးပျက်စီးခဲ့ပြီးနွားတစ်ကောင်လည်းဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည် မေလ9ရက်နေ့နနက်အစောပိုင်းကမိတ်တီလာလေးတက်ကတက်လာတဲ့ဆက်တက်လေးတွေ3စီနဲ့ဆေးရကြီးရွာနဲ့ထမ်းမင်ကန်ရွာဘုံကိုဘုံသီးတွေချေချတိုက်ခိုက်သွားတာပြည်သူတို့ထိခိုက်ဒဏ်ရာရတဲ့နေခုနှစ်လုံးလဲပျက်စီးတဲ့နွားတကောင်လဲဒဏ်ရာရတဲ့ဟုတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကပြောဆိုသည် ရခိုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရေပြူမြို့နယ်တွင်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးပြီးတော်လင်းရဲဘော်တို့ကြားဆုံးစစ်တပ်ကပြည်သူနှုတ်ကိုပစ်သက်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။တနင်္သာရီတိုင်းရေပြူမြို့နယ်တွင်အစံဘက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးပြီးတော်လင်းရဲဘော်တို့ကြားဆုံးကစစ်တပ်ကပြည်သူနှုတ်ကိုပစ်သက်ခဲ့ကြောင်းကမ်မော့ဒက်ဖန့်ဖို့စ်မှရဲဘော်တို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။မေလ၁ရက်နေ့နနက်09:30မိနစ်ခန့်တွင် ရေပြူမျိုးနဲ့စိန်ပုံချင်းရွာနေနေမြေရှင်းလင်းလုံဆောင်နေသောစံပတ်စစ်ကောင်းစီတပ်သားများနဲ့ပြူစောထီများကိုဒေါနာစစ်ကြောင်းတုံးမှတော်လင်ရဲဘော်များကဂျာပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ရှင်းတိုက်ခိုက်မှုအတွင်စံပတ်စစ်ကောင်းစီတပ်သားနှုတ်သေးဆုံးပြီးတော်လင်ရဲဘော်တို့ကြားဆုံးကပြည်သူနှုတ်ဦးကိုလည်းစစ်ကောင်းစီတပ်သားများကဖမ်းဆီးပစ်တက်ခဲ့ကြောင်းသိရသည်။ထို့တိုက်ပွဲတွင်တော်လင်ရဲဘော်များဘက်မှ 16kg အရှိတလန်ပစ္စတိုတလန်နဲ့ခြေပေါင်းနှစ်ခုဆုံးရှုံးခဲ့ပြီးစံပတ်စစ်ကောင်းစီတပ်သားများကခီးသွမ်းပြည်သူများ 潘氏实施清朝末年的比较端庄的式样呢。 စစ်ခွေးတက်သွားတဲ့ပြည်သူနှအူကဖျားသုံးဆူရွာသားပါစစ်ခွေးတက်သွားတဲ့ပြည်သူနှအူကတော့အမျိုးသားနှအူပါအသက်အရွယ်39နှစ်အမျိုးသားတူအသက်40နှစ်အရွယ်အမျိုးသားတူပါနှစ်ကြီးစဉ်ရွာကအသက်45နှစ်အရွယ်အမျိုးသမီးတူကိုလည်းဖမ်းဆီးထားတာလို့မျှမှုမရှိသေးပါဘူးစစ်ခွေးတက်ခံရတဲ့အမျိုးသားနှအူနဲ့တူဖမ်းခေါ်သွားပြီးအမျိုးသမီးကတော့ပြန်လွတ်ခြင်းမရှိသေးပါဘူးအဲ့ဒီအမျိုးသမီးကိုအခုလက်ရှိမော်ရော်ရီရေတပ်မှဖမ်းထားတယ်လို့သတင်းရပါတယ်ဟု Camon Defense Force မှရဲဘော်တူကပြောဆိုသည်လက်ရှိချိန်တွင်ဖျားသုံးဆူစိတ် မုံကြီးရွာနေတွင်အကြမ်းဖက်စစ်တပ်နှင့်တော်လင်းတပ်ဖွဲ့များစစ်ရေးဆက်လက်တင်းမာလျက်ရှိပြီးပြည်သူများအနေဖြင့်ထိုကြီးရွာများသို့ခရီးသွားလာခြင်းများရှာနေကြရန်တော်လင်းပူဝေါမဟာမိတ်တပ်ဖွဲ့ကအသိပေးထုတ်ပြန်ထားပါသေးရှင်။